မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာတို့ဘာလို့လို့နဲ့အချိန်တွေတွေ့ပြောင်းလာတာအခုဆိုရင်2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်အင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ဒလလာရှောင်းရံဆောင်းရံအတွက်ဂန်ဂျမာဟောစတန်ကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ဥစွာပထမဘာမှမဟောကြားမြင်အင်္ဂါသားသမီးမိတ်ဆွေတို့2025ခုနှစ်အမိတ်ဆွေတို့ဒီနှစ်အတွင်းမှာမိတ်ဆွေတို့စပီကာနဲ့ဆယ်လအတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေဘယ်ယာရီအဖက်တင်ခဲ့တယ်လဲမိတ်ဆွေတို့အတွက်ဒီတစ်နှစ်က ကံကောင်းတဲ့နှင့်များဖြစ်ခဲ့သလားပြီးခဲ့တဲ့ကာလမှာကံဆိုးတဲ့နှင့်များဖြစ်ခဲ့ပြီသလားသို့မဟုတ်မတင်မကြလေးပဲဖြစ်ခဲ့လေသလားဆိုတာဆရာကိုဆရာဟောတဲ့လဆင်လာတဲ့ positive တွေမှာဖြစ်ဖြစ်တနစ်စာ positive တွေကတိုက်ဆိုင်မှုတွေရောရှိရလားဆိုတာဆရာကိုမှတ်မိကြပါအောင် review လေးရေးပြပါအောင်ဆရာလိလာရှင်းလို့ပါကောင်းပြီမိတ်ဆွေ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းအတွက်အင်္ဂါသတိမိတ်ဆွေများရဲ့ကံကိုဆရာကတာရွန်နဲ့ဥစွာဆွဲလိုက်ပါမယ်မိတ်ဆွေအင်္ဂါသတိများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ လုပ်ငန်းတစ်ခုခုအလုပ်တစ်ခုခုကိုလှုပ်ဆောင်ကျင်နေတဲ့စိတ်တွေဖြစ်နေတာမျိုးမိမိတို့ယင်ထဲမှာငွေကြေးနဲ့ပတ်သက်လို့ထက်စီးပွားရေးနဲ့ပတ်သက်လို့ထက်အဆင်ပြေရင်တော်ပြီအေးချမ်းမှုထက်ငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုအလိုရှိနေသောစိတ်မျိုးလေးတွေဖြစ်နေတာမျိုးကြုံရတတ်ပါတယ် ဒါအပြင်ခရီးသွားခြင်းတဲ့စိတ်တွေခရီးထွက်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာမဲ့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ခရီးထွက်ခြင်းကလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားခြင်းခရီးထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့လို့ဆောင်ရလို့ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံရဲ့အထောက်အကူများစွာရရှိမဲ့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆို မထင်မှတ်ဖဲနဲ့ခยีထွက်ရခြင်းတွေခยีသွားရခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့နေရာတိုင်းရင်းအပြောင်းဖြေလေးတွေကြုံရတာမျိုးယာဟုလုံငါကိုင်ကနဲ့ပတ်တန်ယာဟုတိုးချင်းကြောင့်ဖြစ်စေယာဟုတက်ချင်းကြောင့်ဖြစ်စေနေရာတိုင်းရင်းအဆောက်အဦးနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်တဲ့လဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးများအနေနဲ့ငကိုကလုံငန်းကိုင်ကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလှုပ်ရှင်နေတဲ့မိတ်ဆွေများရှိတို့ဆောင်ရလွတ်ဆောင်မှာနေရာတိုင်းရင်းအဆောက်အဦးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ရှင်နေတာမျိုးလုပ်ငန်းပြောင်းအလုပ်ပြောင်းနေတဲ့မိတ်ဆွေများတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့မိတ်ဆွေများအတွက်တော့ဒီလဟာရေရဲ ည်းနဲ့ပြောင်းလဲပြီးတော့ဆုံးဖြတ်ချက်တွေချရင်အောင်မြင်တိုးတက်ခြင်းနဲ့ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုနဲ့အနာဂတ်အတွက်အထောက်အကူဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်ရင်တော့ဘာကိုပဲဖြစ်ဖြစ်ဒီလဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်ပေါ်လာတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူလေးတွေကြားထဲမှာအပြိုင်ဆိုင်ရဲ့ကြားထဲမှာရုံးထွက်တာမျိုးပုံမှန်လုပ်နေကြအလုပ်ကိုပဲလှုပ်သွားရင်ကိုအပြိုင်ဆိုင်တွေတိုက်ခိုက်တွေပြီးကနေကင်းဝေးကင်းရှင်းသွားပြီးတဲ့အခါ ပြန်ဆိုင်မှုတွေအားတာပြီးတော့ကိုကပဲဇွဲကလေးထည့်ပြီးလှုပ်တာမျိုးဖြစ်စေပုံမှန်လှုပ်နေရင်းနဲ့ပဲအဲ့ဒီအပြန်ဆိုင်တိုက်ခိုက်တွေကကင်းဝေးသွားစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာ။ကောင်းပြီ။ထို့ပြင်မိတ်ဆွေအင်္ဂါသားသမီးတွေယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်။ထို့ပြင်အထယ်လိပ်လုပ်ငန်းတွေအခြေလိုဆောင်ရလှုပ်ဆောင်မှာအဲတီတီဖက်နက် online social media နဲ့ပတ်သက်တာမျိုးတွေခြေတူဆောင်ရလှုပ်ဆောင်မှာ ဘာသာရေးဆိုင်ရာကိစ္စလေးတွေရှေ့တိုးဆောင်ရလွတ်ဆောင်တင်ပါတယ်အများအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိစဉ်းစားတွေးခေါ်ထားသောအကြံတွေကိုချပြတာမျိုးဖြစ်စေဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းအဖွဲ့အစုအဝေးနဲ့ပတ်သက်ပြီးလွတ်ဆောင်တဲ့အခါမှာအကြံဉာဏ်ကောင်းတွေကိုထုတ်ပြတာမျိုးလေးတွေအဲလူကြီးတို့အကြီးအကဲတို့အုပ်ချုပ်သူတို့ပါတီအမတ်တို့အစရှိတဲ့အရာတွေတွေ ဖြစ်ရတာမျိုးလေးတွေအမိမိရဲ့လုပ်ငန်းတွေလှုပ်ပြင်းရက်ကအတွင်းမှာတော့ကိုယ့်ကိုခေါင်းဆောင်ခံရမျိုးဥဆောင်မှုတွေရရှိတတ်သောကာလဖြစ်ပြီးတော့အုပ်ချုပ်မှုတွေအဲစီမံမှုတွေမန်တီမန်တွေစရင်ကြိုင်တွေစရင်စရင်စရားနဲ့ပတ်သက်တာလေးတွေမှာရှေ့တူအားသာပြီးတော့တိုးတက်နိုင်ရောလားဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါရစေထို့ပြင်မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုလို့ရှိရင်တော့လက်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်မှာထို့ပြင်မိတ်ဆွေတို့အနေနဲ့အဲလက်စစ်ပစ္စည်းတို့ fancy ပစ္စည်းတို့ ဓာတ်ဆီးတို့ဒီဇယ်တို့လောင်စာဆီးတို့ဒေါ်လာတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတို့အဲဆေးဝါးဆိုင်ရာလုပ်ငန်းတို့ခရီးသွားဆိုင်ရာလုပ်ငန်းတို့ပို့ဆောင်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတို့အများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအရှိတူဆောင်ရာလုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိတတ်ပါလေခရီးထွက်တတ်တာမျိုးဘာသာရေးပြီးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်ယာတူးတိုးတာမျိုးယာတူးတက်တာမျိုးပဲဖြစ်ဖြစ်ခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့တည်င်းကောင်းတွေလည်းများစွာကြာရတတ်ပါလေ ပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိရဲ့ပညာနဲ့ပတ်သက်ပြီးတော့ဖြစ်စေအသိပညာအတတ်ပညာတွေကိုလေ့လာသင်ယူပြီးတော့လက်တွေ့ကျကျအသုံးချရတာမျိုးသာသမိပညာရေးကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းတာမျိုးသာသမိတွေရဲ့အဆောင်အချောက်အကူအညီလေးတွေအဲငဘောကစိုးသောသာသမိကိစ္စတွေတောင်လက်ရှိကာလမှာအထောက်အကူရရှိတာမျိုးတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါလူတွေမဲလာမဟုတ်သေးဘူး အဲမိတ်ဆွေတို့အနေနဲ့မမြရတော့ပုံကိုဇာပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေဝိဇာဇော်ကြီးတပတိအစရှိတဲ့ပုံကိုတွေရဲ့အထောက်ပံ့ကောင်းတွေရရှိတတ်တဲ့အတွက်ဘာသာတရားလုပ်လေလေအစင်မပြေမှုတွေဆိုတာဘာလဲလို့မေးရတော့အောင်ရရှိမဲ့အတွက်တော့မိတ်ဆွေတို့ရဲ့ယုံကြည်ရာဘာသာတရားရဲ့ကျင့်ဝတ်နိနာဆုံးမမှုလေးကိုလိုက်လံပြီးတော့အာယုံပြုဝိပြုပြီးတော့စုတောင်းထောက်ပံ့ပြုခြင်းအဖျားစာယူခြင်းတရားထိုင်ခြင်းပဋိစေခြင်းတွေ ကျောင်းကံစီရတိမ်ပရဝံအစရှိတဲ့ကုသိုလ်ဒါနဖြစ်စီတော့အကြောင်းတရားတွေများများလုပ်နေသည်များများကန်စတာတက်နေသည်ဆိုတော့ကာလာပိုင်းချဖြစ်ပါတယ်မိသားစုဝင်အတွင်းမှာအချုပ်အနှောင်ဖြစ်နေသူတွေဝေးကွာနေသူတွေအဆက်အသွယ်ပြန်လည်ရရှိတာမျိုးဆွေမျိုးသားချင်းတပည့်လက်သားတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးတွေဂျုံဝတ်တက်တော်လာဖြစ်ပြီးတဲ့အခါမိတ်ဟောင်းစုရောင်းနေတဲ့ပြန်လည်တွေ့ရှိတာမျိုးတွေရရှိပြီးတဲ့အခါအထောက်အကူများစွာရရှိမဲ့ကာလာဖြစ်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေခြေတူဆောင်ရလုပ်ဆောင်မှာပြည်တွင်းခရီးသွားပဲဖြစ်ဖြစ် ပြပရဲ့ဝေးခရီးသွားပဲဖြစ်ဖြစ် passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေဒီကြံ့ကြာနေတဲ့မိတ်ဆွေများဒီကာလမှာရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါလေငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေရှိတာမှားတာလေးတွေမှာကျိန်းနေပါလေစုံးတာမျိုးတွေဒီဖြစ်တတ်ပါလေငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးကိစ္စမှန်လည်းမဟုတ်ဘူးတစ်ချိန်ထပ်ပို့ပြီးတော့လှုပ်ဆောင်ဆောင်မှာအောင်မြင်တာမျိုးလေးတွေရန်စရာရှိတဲ့အကျိုးတွေကိုတော့ပြန်တောင်းရင်နှစ်ချိန်နှစ်ခါတော့တောင်းရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုအနှဲငယ်လေးစိတ်ညစ်စိတ်ညစ် ညင်ညူကတက်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ရှိတာငါတာလေးတွေမှာတော့ငွေကြီးကိစ္စတွေနဲ့ချင်းဆိုတဲ့အခါမှာနှစ်ကြိမ်ပြန်လောက်ရတာမျိုးလေးတွေကြုံတက်တဲ့အတွက်တော့အင်္ဂါသတိတွေဒီတစ်ချက်ကိုတော့သတိပြုစင်နေရလိုအပ်ပါတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်အခြေအမှဆိုရင်တော့လူငယ်တွေအနေနဲ့အခြေအနေနဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာလွမ်းမိုးကျင်တဲ့စိတ်လေးတွေကြောင့်မိမိရဲ့အခြေအနေနဲ့ပတ်သက်လာရင်ကိုကတဝင်တူရိုးစွန်းမှုလေးတွေကြောင့်တစ်ဖက်မှာတစ်ဖက်လူရဲ့ညီညွတ်ခြင်းအဲတစ်ဖက်လူရဲ့အဲဆွမ်းနာတို့ပေါ့ကြောမောခြင်းခံရတတ်သောကာလ လာဖြစ်ပြီးတဲ့အခါမိစေလိုအရှိရင်နဲ့ပတ်သက်လာရင်တော့ဘာမှမဆိုလက်တွေ့ကြကြတွေ့မှသာစင်စားဆုံးဖြတ်ဆောင်ရွက်စီလိုပြီးတော့မိမိချစ်သောမြတ်လို့သောသူတွေကိုပြောဆိုတဲ့အခါမှာတော့ဆိုရှယ်မီဒီယာကနေတစင်ပြောဆိုတာမျိုးအဲအောင်တွေတော်လေးချာပြီးတော့ပြောဆိုတာမျိုးလေးဟာအဲမိမိတို့ရဲ့ချစ်သောမြတ်လို့သောသူရဲ့အထောက်အကူကိုရရှိတတ်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောဆိုတာမှာဆန္ဒနဲ့ဘဝလွဲချော်မှားယွင်းမှုတွေဖြစ်တတ်တဲ့အတွက်တော့ဒီချက်လေးတွေမှာတတိပြုစင်ရင်အတွက်တော့အင်္ဂါသာသမီးမိစေများလိုအပ်ပါတယ်ထို့အပြင်မိစေတို့အနေနဲ့သမီးစားများအနေနဲ့ရတော့ နဂိုကဝေးကွာနေသောသမီးသားများခྱི་တူတူထွက်လာတာမျိုးလေးတွေခྱི་သွားရခြင်းမျိုးလေးတွေပြန်လဲစုံစည်းရတတ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါသည်အိမ်တော်ပြုခြင်းစစ်ဆက်ခြင်းလက်ထပ်ခြင်းကောင်းပုံပါလေခင်ဗျာထို့အပြုပဲမိတ်ဆွေတို့အနေနဲ့နှစ်လပေါင်းမှာတရွက်ဆိုတဲ့အတိုင်းအိမ်တော်ပြုရန်စစ်ဆက်ရန်တိုင်းမထားသောမိတ်ဆွေများဒီလမှာလူကြီးမိဘများတွေ့ဆုံခြင်းစကားပြောခြင်းစစ်ဆက်ခြင်းတွေအထောက်အကူများစွာရရှိတတ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါသည် ထိကန်အင်မတန်ကိုဆန်းလို့ကောင်းပြီးတော့ဒါနာသိတိနဲ့လေဒီဒဇာမုန်းလာပြည်နေတာရရှိနေတဲ့အတွက်ကြောင့်မလို့ထိကန်ဆန်းခြင်းထီထိုးခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်ဘာသာရေးကံရဲ့အထောက်အကူကိုရရှိစေဖို့အတွက်အဋိဌံပြုလို့တပါဆိုရင်တော့တန်မာတန်ဘုတ်တော်ဆိုတော့ဂုံတော်ပတိကိုဒီနေ့ကို6ပတ်နှုန်းနဲ့7ရက်တိတိအဋိဌံဝင်လိုက်ပါကမိတ်ဆွေတို့ရဲ့အခက်အခဲတွေပြည်လဲကောင်းမှုပြီးတော့ကံကောင်းမှုတွေအများအားဖြင့်တော့ကြံ့ကြံ့မှုမရှိပဲဟောယရနာစင်ကြောက်ဇေတောက်တယ်လို့ရရှိလာမယ်လာဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီ မိတ်ဆွေတို့ဒီတလားတာတော့ပြမှာဆိုရင်အပေါင်းနဲ့မိတ်ဆွေတွေရဲ့အခုကြီးကိုရရှိတတ်သောကာလဖြစ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းမိတ်သစ်ဆွေသစ်တွေရဲ့အထောက်အပံ့များစွာရရှိတတ်သောကာလဖြစ်ပါတယ်အမွေရရှိတတ်ပါတယ်တို့ပြင်ငွေကြီးနဲ့ပတ်သက်လာရင်လုံခြုံရေးငွေဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်။နေရာထိုင်ခြင်း OA Champion ယာဉ်လုံငန်းကငယ်ကျင်းသေးပါအပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်သောကာလဖြစ်ပါတယ်။စက်ပစ္စည်းစာချုပ်ကိစ္စအဲ ချစ်တို့ဆောင်ရလွတ်ဆောင်လို့ကောင်းသော ကာလပိုင်းချဖြစ်ပြီးတော့ထူးထူးခြားခြားဒီလက်ဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့မထင်မှတ်ထားလောက်အောင်အထောက်အကူတွေအကြံစီကောင်းတွေရရှိတတ်တဲ့အတွက်တော့အင်္ဂါသတိမိတ်ဆွေများအခုတော့ဒီလက်တာတော့ဒီမှာဆိုရင်ဆက်ပစ္စည်းတို့အထည်အလိတ်တို့ထီတီပနတ်တို့အစရှိတဲ့လုပ်ငန်းတွေဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့အဲကောင်းအဲ့သာလာတတ်သောကာလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာမထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဖျားပုံတော်တို့ဝင်လာတာမျိုးလေးတွေ ဖျားပစ္စည်းလေးတွေလက်ဆောင်ရရှိတာမျိုးအဆောင်လက်ွက်လေးတွေလက်ဆောင်ရရှိတာမျိုးတွေရရှိတဲ့အခါထုံနေကိုအစွဲပြုပြီးတော့ထီတန်ဆန်းတာမျိုးထီထိုးတာမျိုးလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲမိမိတို့အနေနဲ့ဝိစာဇောကြီးတစ်ဖက်သီးလေးအစမိတို့အနေနဲ့ဝိစာဇောကြီးတစ်ဖက်သီးလေးအဆက်ရှိတဲ့ပုံကိုယ်ရဲ့အဲဘာသာရေးဆိုင်ရာလောကီပညာတွေကိုလေ့လာလိုက်စားသင်ယူခြင်းတစ်ဖက်ဆိုရင်လေဒီကံကမှရှေ့လို့ဆောင်ရလှုပ်ဆောင်မှာ ်ဗကြီးတို့ဗကုတို့ဗေးတင်းတို့ဗေဒါတို့စံကြမ်းတို့အစရှိတဲ့ကိစ္စလေးတွေကိုလည်းဒီလမှာရှေ့တို့ဆောင်ရလုဆောင်ရအောင်မြင်မှုနဲ့တိုးတက်မှုတွေကျင်းတည်ပေါ့ရရှိမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့နဂိုကစီးနဲ့ပတ်သက်တော့မိတ်ဆွေများသတိပြုစင်ခြင်းမှာစီးနဲ့ပတ်သက်တာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေသတိပြုစင်ခြင်းရအတွက်တော့လိုအပ်သောလာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာကြီးမကောင်းမှုလေးတွေကြောက်အိမ်တော်ဘက်ရဲ့အဆင်မပြေမှုလေးတွေကြောက်နည်းနည်းလေးဘက် စိတ်ငြိရတာမျိုးတွေတာယာမှုအားနည်းတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့အိမ်ဆောင်ဘက်ရဲ့အစင်မပြေမှုတွေကြောင့်ကိုပါလိုက်ပြီးအစင်မပြေတာမျိုးအိမ်ဆောင်ဘက်ရဲ့ကျန်းမာရေးအညံ့ကလေးတွေကြောင့်မိမိကပါလိုက်ပြီးညံ့တတ်သောလအလီဖြစ်တတ်တဲ့အတွက်တော့အိမ်ဆောင်ဘက်အစင်ပြေရင်ကိုစင်ပြေပါလေ။နဂိုကမိမိအိမ်ဆောင်ဘက်မသိအောင်ဇနီးမရလင်းယောက်ျားမသိအောင်လှုပ်ထားတဲ့ပြဿနာကိစ္စလေးတွေငွေကြေးကိစ္စလေးတွေဘူးပေါ်သူပေါ်တတ်တဲ့အတွက်တော့တတိထားစင်ပြေရန်လိုအပ်သောလအဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ထို့ပြင်လက်ရှိဒီလာတာတော့ဒီမှာဆိုမထင်မှတ်ဖဲနဲ့ခྱི་ထွက်ရတာမျိုးတွေခྱི་သွားရတာမျိုးတွေဒီကြောင့်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေကုန်ကြီးကြမြားရတတ်တော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ် ထို့အပြင်လုပ်ငန်းသူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတက်တာမျိုးတွေတွေမိမိရဲ့လုပ်ငန်းကိုမကောင်းတဲ့အတတ်ပညာတွေအင်းနေအင်းတိုက်တွေသင်ယူမိတွေဆုံးတိုက်တွေလို့ဆိုလို့တွေအထောက်တွေအဆရှိတဲ့မကောင်းတဲ့ပညာတွေနဲ့ရောင်းမကောင်းအောင်လက်ပိတ်အောင်ကြံ့ကြာတက်တဲ့အတွက်တာမန်ထက်ပို့ပြီးညံ့နေရင်တော့ဖြင့်မိတ်ဆွေအင်္ဂါသားသမီးတွေဟာဒါလေးတွေကိုတတိထားဆင်ကျင်ပြီးတော့အတတ်ပညာတွေအတိုက်ခိုက်တွေကိုဖယ်ရှားရှင်းလင်းရန်အတွက်တော့လူအကြောင်းနဲ့ထက်လောက်ပြောကြားအကြံပြုလိုက်ပါရစေခင်ဗျာဒီလိုက်တာတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကနန်းဟာဆိုရင်တော့ဖြင့်၃ကနန်း ငါကနန်း၆ကနန်းနေရမိတ်ဆွေတို့ရေအကန်ကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါရခင်ဗျာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဇနီသားသမီးတို့ကြာစာပိသားသမီးတို့ ਨੇ တွဲဖက်လို့ရင်ကံရဲ့အထောက်အကူရရှိတတ်သောလဖြစ်ကြောင်းလဲထားလောင်းပြောကြားလိုက်ပြရစီခင်ဗျာပြည်တွင်းခရီးသွားလုပ်ငန်းတွေပြပခရီးသွားလုပ်ငန်းတွေဘာသာရေးဆိုင်ရာတွေအဖွဲ့အစည်းအတွက်အတင်းပွဲနဲ့ပတ်သက်တာတွေအစုအဝေးအများနဲ့ပတ်သက်ပြီးဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာတော့အားသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ကြောင်းလဲထားလောင်းပြောကြားလိုက်ပြရစီခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်လို့ရှင် ညံ့လာတာပဲဖြစ်စေစီးပွားရေးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာမျိုးစုံနဲ့ထင့်မော့ကြံ့ကြံ့မှုလေးတွေကြုံရပြီဆိုရင်တော့ဒေသလာတဲ့မိတ်ဆွေမိတ်ဆွေတို့အနေနဲ့ရွှေဝယ်ထားတာမျိုးတွေကြောင့်ဖြစ်စေလူများအိမ်ညာတွေဝင်ထားတာမျိုးတွေကြောင့်အဝင်မတော်လို့ရုပ်တရက်မထင်မှပဲညံ့သွားတာမျိုးလေးတွေဖြစ်တာမျိုးရွှေပြောက်တာမျိုးလေးတွေအထားမှားတာမျိုးလေးတွေဆိုရင်လည်းကိုယ့်ရဲ့ကိုယ်ဆောင်နဲ့ကရွှေပြောက်ခြင်းဟာကိုယ်ဆောင်နဲ့ကကံညံ့ပြီလို့ဆရာတို့ logic နည်းတိကျမ်းတွေမှာလည်းပြထားတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရွှေပြောက်တာမျိုးပတ်စံပြောက်တာမျိုးအထားမှားတာမျိုးလေးတွေဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလမှာ မိမိရဲ့ကံလေးကိုမကြခင်မှာနည်းနည်းလေးအထင်းတော်လေးကြီးဂျုံရတော်မယ်လို့တည်ထားပြီးတော့တတိကလေးနဲ့ဆောင်ရွက်ရင်အောင်မြင်တိုးတက်မှာအတီချာပဲဖြစ်ပြီးအစင်မပြေးနိုင်စရာဘာတကြောင်မှမရှိပါဘူးဒီလိုက်တာတော့ဒီမှာဆိုပညာရေးကြောင်ဂုံတင်ကြော်စောခြင်းနေဘာဝင်ခြင်းမှာမိမိရဲ့ကောင်းခြင်းဂုံတင်လေးတွေကြော်စောတက်တယ်လို့အိမ်တော်ကြီးနဲ့ပတ်သက်လို့ငကိုကအရှုံရှင်းရှိတဲ့မိတ်ဆွေများပို့တော့အိမ်တော်ကြီးပฏิပခပြဿနာလေးတွေအဟောင်းကနေအစ်စ်တပုတ်လေးတွေရိုးစွဆွဆွဲခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားဆင်ခြင်ရတဲ့အတွက်တော့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေ။ အင်္ဂါသသမီအမှုပညာရှင်မိတ်ဆွေများသင်ပေါ်ကြော်ကြားမှုနဲ့ပတ်သက်တာမျိုးအဖွဲ့အစည်း social media social inclusion လမ်းစာလုပ်တဲ့မိတ်ဆွေများ artist လုပ်တဲ့မိတ်ဆွေများဘောကတော့မိတ်ဆွေတို့အနေနဲ့အဲမကောင်းတဲ့သတင်းတွေကိုယ့်ကိုနာမည်ဖျက်လိုတဲ့သတင်းတွေတိုက်ခိုက်ခံရတာမျိုးလေးတွေမကောင်းတဲ့ကြော်စောမှုလေးတွေနဲ့ကြုံရတတ်တဲ့အတွက်တော့အင်္ဂါသသမီအမှုပညာသင်ပေါ်သောကြော်စောသောမိတ်ဆွေများဘောကတော့ဒီကာလမှာသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသသမီတွေဟာဒီလက်တာအတော့တယ်မှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောလက်ကုပ်လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာ မိမိတို့အနေနဲ့ဟိုမိမိတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စအလုပ်တဲ့အခါမှာအမိုးပြာရအောင်လို့အပြာရအောင်လို့သို့မဟုတ်လို့ရှင်အစိမ်းရအောင်လို့များများပါတော့အကြောင်းမျိုးကိုဝတ်ဆင်ပြီးပြောဆိုလုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးစီတော့အရာဟာတော့အနောက်တောင်တောင်ရဖြစ်ပြီးစန်တီယာရကတော့အနောက်ရဖြစ်ပါတယ်ခမရအကျိုးပေးကံကောင်းစီတော့အဲနေသားအနေနဲ့ဆိုရင်စနေကြတာဝိသားသမီးတွေနဲ့တွဲလို့တာမျိုးကမိစုလိုရကံကိုတိုးတက်ကောင်းပြီးကံကောင်းစီပါတယ်ဘာသာတရားမမိပါနဲ့ဗဇက်ကဖျားဆိုရင်ငွေကြေးကံဟာလေတက် ဂိုင်းလူတိုးတက်ပြီးတော့ကန်တက်လာမှာအတေချာပဲဖြစ်ပြီးတော့အတိုက်ခိုက်အကြပြိုင်ဆိုင်တွေကနေရုံးထွက်တိုးထွက်လာမှာအတေချာပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတာတော်တွင်မှာဆိုလို့ရှိရင်တော့လုပ်ငန်းအလုပ်နဲ့ပတ်သက်လာတဲ့အခါမှာအဲတတိပြုစင်ကြီးမှာအပြိုင်ဆိုင်အတိုက်ခိုက်တွေပေါ်တတ်တာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးတာမျိုးလေးတွေစကားပြောမှားတာမျိုးလေးတွေကြောင့်ကို့အပေါ်မှာဖိအားလေးပေးတာမျိုးလေးတွေဂျုံအပ်တတ်တဲ့အတွက်အင်္ဂါသတ္တမိတ်ဆွေများအထက်လူကြီးအကြီးအကဲနဲ့ပြောဆိုဆက်ဆံထိတွေ့တဲ့အခါမှာတော့တတိကလေးမပြတ်ထားပြီးတော့ပြောဆိုလှုပ်ဆောင်မှလာအောင်မြင်တို့တတ်နိုင်ပါတယ်ခင်ဗျာ မိတ်ဆွေတို့ရဲ့ရောင်းပုံတွေဝယ်ပုံတွေကိုအယောက်တို့အယောက်ဖက်စီဖို့အတွက်ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာခရင်ကလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပို့ပြီးတော့ရောင်းဖက်ပါစေဟဲ့ရောင်းဖက်ပါစေဟဲ့နင်လားဟဲ့ရောင်းဖက်ပါစေဆိုပြီးတော့ပြောဆိုရောင်းလိုက်အယောက်တို့အယောက်ဖက်သွားစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒီလာတာတော့တွေ့မှာဆိုရင်ချွေဝင်တာမကောင်းပါဘူးလူဝင်တာမကောင်းပါဘူးတကယ်လို့ညအိမ်ညာနေမဖြစ်မနေချွေဝင်တာမျိုးလေးတွေဆိုရင်တော့ လူများအိပ်ပတာမျိုးလူခြေနှောင်းဝင်လာတဲ့အခါမှာလေရွှေကလေးဇတိကလေးပါမှတ်တာမျိုးလုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံညှောင်းတွေမရှိပဲထင်မှောက်မှုတွေမရှိပဲကံခေါင်းအာသာတိုးတက်စီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရဲ့အရာအစဉ်ပြေအောင်ရင်တိုးတက်စီရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးကောင်းစီရန်အတွက်လေဆေးကလေးတွေလူလာမျိုးကံစားတာတက်စီရန်အတွက်ရက်စားရုံလေဆေးရုံလိန်ဆေးရုံ ဒါမျိုးလေးတွေကိုများများလှူပြီးတော့ကန်စတာတုတ်တက်အောင်ဆောင်ရွက်ရင်ကံလေးတက်ကုသိုလ်လေးရရတရားလေးဖြစ်နေဘလောက်နိုင်တော့ဗျာနော်ကောင်းပြီဆိုတော့အဆက်ဆက်အရာအောင်မြင်စင်ပြီးတုတ်တက်စီဖို့အတွက်ဘာလို့လို့ဗုဒ္ဓဘုရားသမီးတို့ဗုဒ္ဓဘုရားတို့မှာတတိပြုစင်ရင်လှူဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်တနင်္လာသာသမီးတွေဟာလည်းတနင်္လာရက်တွေဟာလည်းထင့်ငေါ်ကြံ့ကြံ့မှုလေးတွေနည်းနည်းကြုံပြရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီမိမိတို့အနေနဲ့ အဆက်ဆက်ရရအစင်ပြေအောင်ရင်တိုးတက်စီရမပြောမီရေရံပြောမီဇာငနာပြည်နေမြင်ရင်ခွန်ကိုတုံညာနှစ်ဘူးတုံညာလေးတချောက်790290410 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 50 50 90 90နဲ့မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဆက်ဆက်ရရအစင်ပြေအောင်ရင်တိုးတက်စီရံတို့ကမိတ်ဆွေတို့နေနဲ့ပြုလုပ်ရမယ်ရေရံနေနဲ့မပြောမီလိုရာမှုပြုမှုစောင့်ရတိုင်းမှာအဆက်ဆက်ရရအောင်ရင်အစင်ပြေတိုးတက်စီရံလို့ငါတရက်တီးတော့မဟုတ်ရင်ဆရာတို့6တီးတော့မဟုတ်ရဲရိုတီးလေးတွေကို မြတ်စွာဘုရားမှာထူတန်းသွားတာမျိုးလေးတွေပြုလုပ်ပြီးတော့အဲသွားပါဒါဆိုရင်အောင်မြင်ရေးတုတ်တက်ရှင်တွေရရှိပြီးတော့လိုရာကိစ္စကလေးကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲဆရာတို့သူရတ္တိဂါရာရွတ်သွားတာမျိုးတန်ဖို့တိဂါရာရွတ်သွားတာမျိုးလေးတွေပြုလုပ်ရင်အောင်မြင်တုတ်တက်မှုတွေအထင်ကမရှိပဲအောင်မြင်ပါပါအဆက်ဆက်အရာအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက် ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာအင်္ဂါသမီးမိတ်ဆွေများဒီတစ်လတာလုံးမှာအဆက်ဆက်အရာအစဉ်ပြေပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ၂00ရံမိတိရွတ်လိုအပ်ပါတယ် နေရာကလေးတူရပေါ်မှာပတ်စံလေးတူရပေါ်မှာဒီဘက်ကအစိမ်းရောင်ဖျောင်းနိုင်တတိုင်းကိုထွင်းမှာဒီဘက်ကအနီရောင်တတိုင်းကိုထွင်းမှာဒါပြီးရအခါအစိမ်းရောင်ကလေးကိုတတိုင်းကိုမိမိဆရာမိတ်ဆွေများပြန်တော့မိမိပြီးတော့အစိမ်းရောင်လေးကနေစပြီးစိမ်းပြီးတော့နီထွင်းမှာအတိုက်ခိုက်ရဲ့ပြင်ငွေလဲဝင်သွားပါမယ်နေရာကလေးတူရကိုဖျက်လိုက်ပါဒီဘက်မှာအစိမ်းရောင်တတိုင်းဒီဘက်မှာကအနီရောင်တတိုင်းကိုမိတ်ဆွေတို့ရဲ့အမြင့်တနေရာဇပွဲတင့်တော်တဲ့နေရာဈေးဆိုင်မှာเนาะထွင်းပြီးရအခါကျတော့ အတိုက်ခိုက်တွေကင်းပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်အဆက်ဆက်တွေကပိတ်နေတဲ့လက်တွေပွန်လန်းပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့အင်္ဂါသုံးလေးဆွေတွေအားလုံးအဆက်ဆက်အရရရတနာစိန်ကြောက်တွေဇေတောက်တိုင်းကစားနိုင်လို့တက်နေတဖို့လောက်ဝင်ဖြုတ်ခဲ့လို့စီးစဉ်ဥစ္စာများပြုဝါကြပါစေအကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပြနာပြုရင်းနဲ့ကဲအင်္ဂါသုံးလေးဆွေတွေအားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်တစ်ခါမှာတော့ဗုဒ္ဓဖူးရာဟုတာသမီးတွေနဲ့ပြန်လဲဆုံတွေ့ကြအောင်ခင်ဗျာ